မြန်မာနဝချန်နယ်ကိုအစဉ်တစိုက်အားဖြင့်နားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ္ဘာဇလံကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလံလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥဒ္ဒါဓိပရေးသားထားတဲ့မန္တလေးထူးမောင်နဲ့အသားစားကြောင်တဲ့ဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ တလဝါမယ်ရင်ဆိုတဲ့အဖွားကြီးထွက်ပြေးသွားပြီးတဲ့နောက်မှာတော့ထူးမောင်ကလိုက်လိုက်တက်ခတ်မဲ့လှုပ်ပေမဲ့ပန်းဖြူကတားထားလိုက်လေတယ်။အဲဒီနောက်မှာတော့ခလောက်ကျောက်ရွာကြီးကိုလက်ညှိုးထိုးပြလိုက်တဲ့အခါလင်းငါးအိမ်လောက်မြို့တွေလောင်းနေတာကိုတွေ့ရတယ်။မိတော့ကြီးတွေကြောင့်နတ်မွေတောင်ပေါ်ကတော့အလင်းရောင်ကျရောက်လာတယ်။ထူးမောင်နဲ့ပန်းဖြူတို့တောက်အောက်ကိုဆင်းလာပြီးမြေကြီးမိုးမောင်အပေါ်ကို တက်လိုက်တော့မြေကြီးကနှစ်ယောက်လုံးကို ကျုံးမှတင်လို့ရွာဘက်ကိုဒုံဆိုင်ပြေးလေတော့တယ်။ တန်းကျူနဲ့ထူးမောင်တို့ရွာဘက်ကိုလာနေတယ်လို့ရွာလေးကလူတယောက်မြင်းနဲ့ပြစ်ထွက်လာတာကိုလည်းတွေ့ရတယ်။ညအခါဖြစ်တာကြောင့်တဲတဲကွဲကွဲမမြင်ရတဲ့ထူးမောင်တို့နဲ့ဘေးချင်းရှင်ကက်ရှောင်လိုက်တယ်။အဲနောက်ထူးမောင်ကစကုဒါတို့ဆွအားနဲ့အဲ့ဒီလိုကြိလိုက်တဲ့အခါတခြားရွာကပင့်ထားတဲ့စင်းစရာဖြစ်နေတယ်။မင်းကြီးရဲ့တန်လဝါရိုက်ချက်ကြောင့်ဒဲရပြင်းပြင်းထန်ထန်ရနေတဲ့ရွာသားအောင်ကုသဖို့ဒီစင်းစရာကိုခေါ်ထားခြင်းဖြစ်လိမ့်မယ်။စင်းစရာရွာထဲမှာရှိနေရမှာဖြစ်ပြီး မီးလောင်တာနဲ့တက်တက်ဆက်ဆက်ထွက်ပြေးလာတာကြောင့်ဒူးမောင်ကတခုခုတွေးနေမိတယ်။ဒီအချိန်မှာပဲအနောက်ကလိုက်လာတဲ့ပန်းဖြူဟာတိမ်ငင်းနေဖြစ်သွားပြီးတစုံတစ်ခုကိုစီဖက်လိုက်လေတယ်။ပန်းဖြူရဲ့လက်ထဲမှာတက်မြစ်လိုလိုအရာတစ်ခုပါပြီးတော့အငွေထွက်လာကအဝဲကိုလှုပ်ပြစ်လိုက်တယ်။ဒီကစိတ်မြအောင်ပောက်ကွဲသွားတဲ့အတွက်မင်းကိုရက်လိုက်ကြတယ်။ပန်းဖြူနဲ့ဒူးမောင်တို့မင်းကိုတစ်ဖက်ပြန်လှည့်ပြီးမင်းမော်ကခုန်ဆင်းလိုက်လေတယ်။တစ်ဖက်ကစိတ်เสียရလဲလှုပ်ချက်မှမအောင်မြင်တာကြောင့် မင်းမော်ကနေဆင်းလာခဲ့တယ်။ထူးမောင်ကလည်းပန်းဖြူရဲ့လက်ကိုဆွဲပြီးတော့လဝါပေါ်မှာဘဲလက်ညိုးနဲ့မန်နန်စာရန်တချို့ရေးဆွဲပြလိုက်တယ်။အဲနောက်အပေါ်မန်နန်ကိုရွတ်ဖက်ပြီးပန်းဖြူရဲ့လဝါကိုလည်းတစ်ချက်ရိုက်ပြလိုက်တယ်။မင်းအောင်ယူသွားပြီးရွာထဲမှာမင်းချင်းပြလိုက်။ဟိုစစ်စရာကိုသတိထားနော် အမြင်လိုက်လာခဲ့။ပန်းဖြူကထူးမောင်ကိုစိတ်မချပေမဲ့မီးလောင်နေတဲ့ရွာထဲကိုမြင်းစီးပြီးဝင်သွားခဲ့လေတယ်။ထူးမောင်ပြလိုက်တဲ့မန်နန်စွာ အနှဲငယ်ကိုတုံးပြီးတော့ မိငိမ့်သက်ပေးရမှာရွာအပြင်မှာလည်းဆေးဆရာနဲ့ထူးမောင်တို့မျက်နှာချင်းဆိုင်ပြီးထူးမောင်ကညာဘက်ခတ်ဆားဆောင်ကိုမျက်နှာလွှဲထားတယ်မျိုးလုံးတွေကိုပေါ်ဝါဆီထားတဲ့အတွက်ရန်သူဆေးဆရာကမမမြင်လို့ထင်နေတဲ့ပုံပဲထူးမောင်ကအလုံးကိုအာယုံခံထားပြီးလေပြီမမမြင်တယောက်နဲ့တိုက်ခိုက်ရမှာဂိုင်းတော်တိတ်ခါကြလိုက်တာစိတ်ပြက်စရာပဲဆေးဆရာအမိခံပြီးလူတွေရဲ့အသက်အိုးရေစီးစင်ကိုဖျက်ဆီးတာတိတ်ခါရှစ်သွားရောလား ဒီလိုမိမညင်နဲ့ရုံမတက်တဲ့ခမမဟုတ်မလဲရောမေတော်လေးပါခိုင်းသားထင်နေ အမှန်မဲလေမေတော်လေးပါခိုင်းရဲ့စိတ်ကဝေတပါဆိုလည်းမမှောက်ငါစီဘယ်လောက်ဆွမ်းတယ်လဲသိချင်သလားရန်သူစေးစရာကထူးမောင်ကိုစေးလုံးကလေးတောက်လုံးနဲ့ပြက်ပေါက်တိုက်ခတ်လိုက်တယ်ထူးမောင်ကစေးလုံးတွေကိုမျက်နှာမမူပဲလဝါနဲ့တားထားလိုက်တော့စေးလုံးလေးတွေကအရှိ့ကိုဆက်မတိုးပဲလေထဲမှာပဲခြားခြားလဲနေတယ် အဲနောက်မှာတော့ထူးမောင်ကဖြန့်ခါထားတဲ့လက်ဝါးကိုလက်သီးဆုပ်ပြီးခြေလိုက်တဲ့အခါစေလုံးလေးတွေကမီးတောက်ပြီးပြားချသွားခဲ့တယ်။တယ်ဆွမ်းနေပါလား။ဒါကြောင့်လဲမဲတော်ကြီးကမင်းကိုရှုတ်မတွက်ဖို့မှားထားတာပဲ။စကားများတယ်ဗျာ။ခမားပညာဒါအကုန်မဲလား။ဒီစကားကြောင့်ရန်သူစေးစီယာကလက်ဝါးပေါ်မှာနယ်ချိုးလေးကိုတင်လိုက်တယ်။အဲနောက်လေနဲ့မှုတ်လိုက်တဲ့အခါနယ်ချိုးကကျိုးတစ်ချောင်းလိုရှစ်ထွက်လာပြီးလေးငါးချောင်းလောက်ပွားလာလိမ့်တယ်။ ပြီးတဲ့အခါမှာတော့ຫນွေကျိုးတွေကထူးမောင်စီကိုဥတီလာနေပြီးလက်တပြက်အတွင်းမှာပဲထူးမောင်ကိုရစ်ပတ်သွားလိမ့်တယ်ခန္ဓာကိုယ်မှာရစ်ပတ်နေတဲ့ຫນွေတစ်ချောင်းကလက်ဝင်းကိုအထက်ထက်ရစ်ပြီးလေထဲမှာဆင်းမြောက်ထားလိုက်တယ်ရန်သူကအနိုင်ရပြီးဆိုတဲ့ကျင်းတဲ့အပြုံးနဲ့ကြည့်နေတယ်ဆိုပေမဲ့ထူးမောင်ရဲ့လက်တစ်ဖက်ကလွတ်နေတယ်လွတ်နေတဲ့လက်နဲ့ခေါင်းမှာချိတ်ထားတဲ့တန်လေးဓာတ်ကိုဆွဲထုတ်ပြီးຫນွေကျိုးတွေကိုအပိုင်ပိုင်ဖျက်ချလိုက်တယ်အဲနောက်ဓာတ်ကိုပြတ်မထည့်သေးပဲတေဇောမန်နဲ့ရွတ်လိုက်တဲ့အခါမှာ ဓာတ်ပေါ်မှာမီးတွေတောက်လာတယ်။ဒီကရန်သူစေးစရာကစေးလွယ်အိတ်ထရအစိမ့်မော့တချို့ကိုလက်တဆုပ်ယူပြီးတော့ထူးမှန်ကိုလှမ်းကျက်လိုက်လေတယ်။ဒါပေမဲ့တခဏအတွင်းမှာပဲလျင်မြန်တဲ့လေတိုးအားကြောင့်စေးမုံလေးတွေကလေပေါ်ကိုမြောက်တက်သွားပြီးထူးမောင်ကပျောက်ကွယ်သွားခဲ့တယ်။ထူးမောင်ကသူ့ဓာတ်ကိုတအဲအတွင်းပြန်ထည့်ပြီးတော့ရန်သူကိုကြောက်ခိုင်းထွက်သွားဖို့ပြင်နေ။ဟေးတောက်ဝဲမပြေးသေးဘူးကွာဘယ်ကိုပြေးတာလဲ။မပြေးသေးဘူးထင်ရင်နောက်ကလိုက်ခဲ့ ဆေးစရာကထူးမောက်ကိုနောက်ကျောအတိုက်ခတ်ဖို့ခြေလှမ်းပြင်လိုက်တဲ့အချိန်နေငင်းနဲ့ဖြစ်ပြီးမှောက်ရက်သားလဲကျသွားခဲ့တယ်။သူ့ကိုယ်သူပြန်ကြည့်လိုက်တော့ခြေထောက်နှစ်ဖက်ကဒူးအထက်ကနေပြတ်ထွက်သွားပြီးသွေးတွေပန်းထွက်လာတယ်။ဒီကလက်မြေအသက်နဲ့ကြီးနဲ့អော်နေတဲ့အချိန်လေးပေါ်မြောက်တက်သွားတဲ့အစိတ်ဆေးမုန်တွေပြန်ကျလာပြီးခြေထောက်ပြတ်ပြီးမပြေးနိုင်တဲ့ဆေးစရာလဲအစိမ့်မုံတွေတကောလုံးထီလို့မီးလောင်တေဆုံသွားခဲ့ပါတော့တယ်။သူမောင်ကမဲတော့လေးပါးခိုင်းသားတူအိုးကိုဆုံးမလိုက်ရတာကြောင့် စိတ်ထဲမှာကျဉ်နေနေမိတယ်။ဘဝတစ်လျှောက်လုံးဒုက္ခပြီးခဲ့တဲ့မိစ္ဆာခိုင်းပညာတဲ့တွေကိုရရဆက်ဆက်လက်တော့ပြန်လက်စားချေရတာက သူ့ဖို့အားရွယ်ကောင်းလာတယ်။ကိုဌာနာတန်နေသားကိုခါမှချိန်ရွာထဲကိုဝင်လာခဲ့တယ်။ရွာထဲမှာလည်းပန်းမြူကထူးမောင်ပေးလိုက်တဲ့စွမ်းအားတွေကိုအသုံးပြုပြီးတော့မင်းငိတ်တက်ပေးနေတယ်။မင်းရများလုံးတော့လူတွေကမကတ်နိုင်တာကြောင့်အိမ်ဆက်လုံးလောက်ဆုံးရှုံးသွားပြီးပြည်လောရုံးကန်နေတဲ့လူအုပ်ကြီးရဲ့ဂျားတွေကိုထူးမောင်ရောက်ရှိလာခဲ့တာ။ မီးလောင်နေတဲ့အိမ်ထဲကိုဝင်သွားခဲ့လေတယ်။တေဇောတက်ကိုထိန်းချုပ်နိုင်တဲ့အတွက်မြို့တွေတစ်ဖြည်းဖြည်းငိမ့်သွားခဲ့လေပြီ။နောက်ဆုံးမှာတော့ထူးမောင်ရှိနေတဲ့အိမ်တစ်ဆောင်လုံးဆွဲနေတဲ့မြို့တွေကငိမ့်သွားပြီးမီးကိုတလူလူကြားတဲ့ထူးမောင်ထွက်လာပြီးတော့လက်ထဲမှာလဲလာသားရဲ့ကလေးတယောက်ကိုပိုက်ချီလာက သူ့ရဲ့မိဘတွေစီကိုအံ့နယ်လိုက်လေတယ်။ကျေးဇူးကြီးပါတယ်ဗျာ။ကျတော့ရွာဘေးစိုးရောက်တိုင်းကေတင်ပေးနေတဲ့ခမည်းတော်ခြေစိုးတင်လို့မဆုံးတော့ပါဘူး။ ကလေးပြင်ရတဲ့မိဘတွေနဲ့ရွာသားတစုကထူးမောင်တို့၃ယောက်ကိုကျေးဇူးတင်မဆိုဖြစ်နေကြတယ်။တချို့ဆိုရင်ဒူးတွေပါထောက်ပြီးကရော့မယ်လို့တော့ထူးမောင်ကမြင်းကြီးကိုဆွေးသူတို့တဲကိုတဲ့အိမ်ကိုပြန်လာခဲ့လေတယ်။ရွာထဲမှာအချင်းလေးတွေညီသက်သွားတော့ထူးမောင်ကအိမ်ထဲကလူမမကိုအချင်းလေးကြည့်တယ်။ဒဏ်ရာရထားတဲ့လူမမကလည်းတေဆုံသွားပြီမို့ထူးမောင်အိမ်အပြင်ကွပ်ပြက်မှာထွက်ထိုင်နေတယ်။ဒီအချိန်မှာပဲဥတန်ကြီးရောက်လာပြီ။ငါရဲ့ပေါ်ဆောင်မှုပဲကွာ။ ဆေးဆရာဆိုတဲ့လူကိုယုံလက်မိတယ်။ဒီလိုဖြစ်မယ်မထင်မိဘူး။မဲတော်လေးပါးကရဲ့အဓိကကျဉ်ကျဉ်မှုကဒီလိုလိန်ညာလှည့်ဖျားတဲ့အထက်ပဲဦးတန်ကြီးရဲ့ဘသူမှမထင်ထားကြောက်လီ။ဒံရရထားတဲ့လူကိုတက်ပြီးတော့ကျုပ်တို့ပရပိုက်ကြီးကိုလာလို့တာဗျ။ပရပိုက်ကြီးလာလို့တဲ့အချိန်မှာငါနဲ့ပတ်ပြီးတို့ပြီးတိုက်ခိုက်ကြသေးတယ်။မြားတဲ့အဆုံးရွာကိုမီးရှို့ပြီးထွက်ပြေးသွားတာပဲ။ငါတို့လည်းမီးချောင်းဆက်မလိုက်နိုင်တော့တာ။ဒါကြောင့်မင်းတို့နဲ့ရွာအပြင်မှာတွေ့မှာပေါ့။ မိစားပညာသေးပဲဗျာတုတ်လန်းသူသွားပါပြီ DJ အနီးကိုပန်းဖြူရောက်လာတဲ့အတွက်ဥသက်နေရရှောင်ထက်သွားတယ်ပန်းဖြူကထူးမောင်ဘေးမှာဝင်ထမ်းလို့ကောင်းကင်ကိုမောကြည့်နေတယ်ထူးမောင်လည်းဘေးမှာပန်းဖြူရောက်နေတာကိုသိတာကြောင့်မင်းနောက်ကိုလိုက်နေရလို့ရွာသားတယောက်အသက်ပေးလိုက်ရပြီရွာလဲပြပုံဖြစ်တော့မလို့ဘာလို့တယောက်တည်းနတ်မွေတောင်ကိုသွားရတာလဲအန်ရရှိတော့မသိဘူးလားသိပါတယ်ဒီလိုပါ ။ငွေမိတ်ဆိုင်နဲ့ဘာခတ်တို့ပြညာအောင်မြင်ကလေးကလဝဲပြညာတဲ့တွေဆိုတာခက်မှန်းမိတယ်။နောက်ပြီးတော့ဒံရရလာတဲ့ရွာသားကိုကြည့်ပြီးဘသူ့လက်ချက်ဆိုတာလည်းသိတယ်။အဲ့တော့ကိုထူးမောင်ကမိစ္ဆာခေါင်းတွေကိုမုန်းတယ်လေ။ဖန်းပြူကိုတာလည်းတချင်ကသူ့တို့ခိုင်းတာဖြစ်ခဲ့ဘူးတော့သူတို့အเจ้าခံပြီးပန်းပြူအမြင်မကြည့်မှဆိုလို့တိောက်တယ်ဖြစ်ရှင်းလိုက်တာပါ။ဒီချိန်ဥတန်ငယ်ပြင်ရောက်လာပြီးတော့သမီးပန်းပြူထူးမောင်ကသမီးအောင်မဟုတ် ဘာကိုမှအမြင်မကြည့်ဘူးကွဘာလို့လဲဦးကြည်မမြင်ရတဲ့မျက်လုံးကိုပေါ်ဝါစီထားမှတော့ဘလုံးမှအမြင်မကြည့်နိုင်တော့ဘူးလေဟုတ်ဘူးလားဘာကြည့်ကြည့်မဲမောင်နေမှာပေါ့ဦးတန်ငယ်ရဲ့စကားကြောင့်ထူးမောင်အနေငယ်ပြုံးသွားပြီပန်းဖြူကိုဒေါသမထွက်တော့ဘူးပန်းဖြူကသူ့အပြစ်သူတိတာကြောင့်မြင်းကြီးမုံမောင်ရဲ့ခေါင်းကိုတက်လို့ညင်းနေတယ်နောက်တနေ့နက်နက်လေးနဲ့အခါမှာတော့ထူးမောင်တို့တောင်းရောက်ရှိတဲ့နေရာစီကိုရွာသားတွေလာရောက်တိုင်ပြင်ကြတယ် အကြောင်းကနတ်မွေတောင်မှာသခင်မမရှိတော့တဲ့အပြင်ဘာခတ်ကလည်းဇသိမ်းသွားပြီဆိုတော့တောင်ပေါ်မှာရှိတဲ့ပစ္စည်းအုပ်စာတွေနဲ့ဆန်စပါးတွေကိုရွာထဲပြန်တယ်ကြဖို့ဖြစ်ပါတယ်။ရွာသားတွေရဲ့လိုအပ်နဲ့လဲရထွက်ရှိတဲ့ဆန်စပါးတွေဖြစ်တဲ့အပြင်လင်ညာပြီးယူထားခဲ့ကြတဲ့သူတွေမရှိတော့တာကြောင့်မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကိုခွဲဝေယူတဲ့ကြောင်တိုင်မြင်ကြတယ်။ထူးမောင်တို့ကလည်းရွာသားတွေသဘောဆန်တာမမှားတာကြောင့်ယူတဲ့ကြောင်ပြောလိုက်လေတယ်။ အဲ့ဒီလိုနဲ့နေမြင့်နာနဲ့လှဲတွေနွားတွေပြစ်စင်ပြီးတော့တောင်ပေါ်ကိုတက်ကြတယ်။တောင်ပေါ်ရောက်တဲ့အခါမှာလဲတခင်မနဲ့ဘခတ်တို့ မတရားသိမ်းဆီးထားတဲ့ပစ္စည်းတွေကိုလှဲနွားအပြည့်တင်ကြတယ်။ဆန်နဲ့စပါအတော်များများရခဲ့ကြပြီးတော့ရွာသားတွေအလုံးပျော်နေကြတာကိုတွေ့ရတယ်။စူစူညံညံနဲ့ရရပစ္စည်းတွေကိုတက်ထုံနေတဲ့အချိန်ရွာသားမဟုတ်တဲ့လူတစ်ယောက်ရောက်လာခဲ့တယ်။အဲ့ဒီလိုကပစ္စည်းတက်ထုံနေတဲ့ရွာသားတွေကိုကြည့်ပြီးတော့အံ့ဩနေသေးတယ်။ပေါ်တင်ကြီးခိုးနေကြတာလား ဘာလဲကွာငါတို့ပစ္စည်းငါတို့ပြဲဦးလားလေမင်းကဘာသူလဲဘဲရောက်လဲဘာကတပတ်ဆိုရင်မင်းအသက်ဖက်နဲ့ထုတ်တာဟဲ့ဟဲ့မဟုတ်ဘူးကျောက်ကဘာကတပတ်မဟုတ်ဘူးစံကုန်တဲ့ဆရာချစ်ရဲ့တပတ်ဘဲကဆရာချစ်လဲကွာခမရတို့တခင်မနဲ့ဘာကမသိခင်ကလေးကဒီစံစဘာတွေကိုဝယ်ထားတဲ့ဆရာချစ်ပေါ့ဒီစံတွေခမရတို့ဘဲမှာယူသွားလို့မရအောင်တော့မဖြစ်နိုင်တော့ကွာငါတို့မယုံဘဲမှာလဲ မချင်းနဲ့ကုံသေးဆိုတဲ့မင်းဆရာကိုခေါ်ခဲ့ခမရတို့တော့ပြဿနာကောင်းကောင်းတက်ပြီပဲရွာသားတွေနှစ်ထုတ်လိုက်တဲ့အခါမှာအဲ့ဒီလူစိမ်းကပြန်လဲပြီးထွက်သွားလိမ့်တယ်ဒီနောက်မှာတော့ခလောက်ကြရွာနဲ့အတော်ဝဝေးကိုမြင်းစီးပြီးထွက်သွားခဲ့လိမ့်တယ်ပြီးတဲ့အခါမှာတော့သူ့ဆရာမောင်ချစ်ရှိတဲ့နေရာစီကိုအပြေးနေခဲ့ပြီးခြံဝိုင်းကျဲကြီးတစ်ခုအရှိတ်ရောက်တဲ့အခါမှာတော့ခြံဆောင်တူထွက်လာလိမ့်တယ်အတွင်းလားအပြင်လားအတွင်းပေါ့ကျွတ်တွေစပားအိတ်ဖောက်နေတယ် အချင်းချင်းနားလဲတဲ့စကားတွေကိုပြောပြီးတဲ့အခါမှာတော့ချန်ဆောင်ကတကားဖွင့်ပြီးတယ်။ဒီကမင်းကိုချန်ဆောင်လက်မှာအဲ့လိုအိမ်ထဲဝင်သွားခဲ့တယ်။အိမ်ခန်းထဲတနေရာမှာနေအောင်ကိုမျက်နှာမူပြီးထန်ကုန်မှ ထန်နေတဲ့ပွဲစားမောင်ချစ်ကိုတွေ့လိုက်ရတယ်။မောင်ချစ်ကအသက်30အရွယ်သားရှိသေးပြီးဘိုးဆန်းဆန်းဝန်ဆားထားကဒုက္ခတချောင်းကိုလည်းကင်ထားတယ်။သူ့ပေါင်ပေါ်မှာတော့ကြောင်နေကြီးတကောင်ကခွေအိတ်နေပြီးမောင်ချစ်ကကြောင်နေကြီးကိုပုတ်တက်ပေးနေတယ်။နမွေတောင်ကစပားတွေကို ခလောက်ကြရွာသားတွေကခိုးနေပြီဆရာကျောက်လမ်းမှာဝန်တားခဲ့တာကိုလက်မခံအောင်ဆရာခေါ်ခဲ့လို့ပြောနေတယ်ငါကောင်းတာလိုက်ဖို့မလိုပါဘူးမင်းအဲ့ဒီနေရာကိုပြန်သွားငါကြားတဲ့ကောင်လွှတ်လိုက်မယ်ဆရာချစ်ရဲ့စကားကိုနားထောင်တဲ့တပည့်ဖြစ်သူကရွာသားတွေစပါးတည်နေတဲ့နေရာကိုပြန်သွားခဲ့လေတယ်အဲဒီနောက်ရွာသားတွေကိုထတ်တားဖို့ကြိုးစားပြန်တယ်မင်းလာပြန်ပြီလားကွာခမည်းတော်စည်စနာနဲ့တားနေရတော့ဆရာချစ်ကြောင့်မသိသေးဘူးထင်တယ် စပားအုပ်တွေထားခဲ့ပြီးအေးအေးဆေးဆေးပြန်ရပါဗျာဒီကောင်စကားမြောက်လိုက်တော့ကွာကားစားမှာရွာသားတူအမောင်ချစ်တဲ့ဘက်ကိုပြေးတွန်းလိုက်တယ်ဆိုပေမဲ့ပြေးတွန်းတဲ့လူရဲ့မျက်နှာပေါ်မဲမဲအကောင်ကြီးတကောင်ခုန်တက်ပြီးတော့လက်ဘင်းကိုကတ်ဖောက်သွားခဲ့တယ်ဟာကြောင်ကြောင်နဲ့ကြီးဟာရွာသားတွေစူညာသွားခဲ့တယ်တာမန်ကြောင်တကောင်ထက်ကိုပို့ပြီးတတ်မှလှည့်မြန်တဲ့ကြောင်နဲ့ကြီးကတခွေခွေမှဖြစ်ရွာသားတွေကိုတတ်ခိုက်တော့တယ် ကြောင်ကြီးရဲ့လှင်ပြောင်မှုကြောင့်ရွာသားတွေမခုခံနိုင်တော့ပဲ။သုံးလေးယောက်အကိုက်ခံလိုက်ရတယ်။ကြောင်အကိုက်ခံရတဲ့နေရာနဲ့လက်သေးချင်ရတွေမှာလည်းအစိတ်ရှိနေသလိုမျိုးခံစားရပြီးတော့ပြင်းပြင်းထန်ထန်နာကျင်ခံစားလိုက်ရတယ်။ရွာသားတွေကမိမိတို့ရဲ့ပစ္စည်းတွေကိုစုမြင်ပြန်ပြေးကြရပြန်တယ်။ဆရာချစ်ရဲ့တပည့်ကတော့ပြုံးကြည့်နေပြီ။သူ့ဆရာရဲ့ကြောင်နဲ့ချစ်ရဲ့ခေါင်းကောင်ပုတ်တက်ပြေးလိမ့်တယ်။ကြောင်နဲ့ချစ်ရဲ့အဆွဲထက်ပေါ်ကကြားတော့ကောင်လို့တတ်မှလာကြောင်ဆရာဖြစ်သူကကြားတော့ကောင်ကိုလှုပ်ပေးလိုက်မယ်လို့ပြောခဲ့တာဖြစ်လိမ့်မယ်။ အထီးခိုင်များလာတဲ့ခလောက်ကြရွာသားတွေကအကူရမရှိလို့ထူးမောင်တို့ကသာအကူကြီးတောင်းအပ်ပြန်တယ်။အာနာလာပြီဗျာ။ဒါပေမဲ့ကျုပ်တို့ရွာလူချမ်းသာပေါ်များတော့ဒူးဆဲတမားရံအပိုင်သိမ့်နေကြတာဗျ။အခုလေဆန်ကုန်တဲ့မောင်ချစ်ဆိုတဲ့လူဟာဒုက္ခပြင်းပြန်ပြီ။ရွာသားတွေရဲ့ပြောပြပုံတွေကိုထူးမောင်ဥတန်ခဲနဲ့ပန်းဖြူတို့ကတေချာနားထောင်ရင်စဉ်းစားနေကြတယ်။လူကိုယ်တိုင်ရဲ့အဆွမ်းကိုမသိရသေးခင်သူဝေးထားတဲ့အကြောင်းကိုအရင်နှိမ်နေရမယ့်သဘောဖြစ်နေခဲ့တယ်။ ခမရခတ်တဲ့ဆွာအာမျိုးရှိနိုင်ကြောင်းကိုလည်းဥတန်ကရသတိပေးတယ်။ဒီကျဲဒူးမောင်ကပြဿနာဖြစ်တဲ့နေရာကိုလိုက်ကြည့်ချင်တယ်လို့ပြောလာတာကြောင့်သုံးယောက်သားနတ်မွေတောင်ကိုရောက်ခဲ့ကြပြန်တယ်။အချိန်လေးလေးကိုစစ်ဆေးကြည့်တဲ့အခါမှာထင်သားလာတဲ့ပိုဆိုးနေတာကိုတွေ့ရတယ်။ဒဏ်ရာတင်ချက်ပြင်းထန်တဲ့အပြင်တချို့အလောင်းတွေကိုကိုက်ဖြတ်စားတောက်ထားတာမျိုးကိုလည်းတွေ့ရတယ်။မကြခင်မှာတော့တည်ဆုံသူရဲ့မိသားစုတွေရောက်လာပြီးတော့ငိုရိုကြတာနဲ့စူညံသွားတာကြောင့်ဒူးမောင်တို့ကတနေရာကိုထွက်လာခဲ့တယ်။ ရွာသားတို့ချို့ကလည်းစံကလေးစဘာလေးရဖို့နဲ့အသက်တည်ဆုံးရတဲ့သူတွေကိုကြည့်ပြီးမကြည့်မနဲ့ဖြစ်နေကြတယ်။ဒီအချိန်ပန်းဖြူကကုံတဲ့မောင်ချစ်လက်ချက်ဆိုတာတေချာသွားပြီကိုထူးမပြဿနာကြီးကြီးမားမားဖြစ်တော့မယ်။မင်းက तू နဲ့တိလို့လား။တိတ်တိတာပေါ့။မင်းအောင်ရှင်လေးရဲ့အဖွဲဝင်ကျေးစားတူပဲ။သူ့ရဲ့မင်းအောင်နာမည်ကကြောင်လက်တဲ့မောင်ချစ်တဲ့။အပြင်မှာတော့ကုံတဲ့ပွဲစားအမိခက်အမျက်ကြီးစားတယောက်ပဲ။ ကျေးစာအဖွဲ့ဝင်ဆိုရင်တော့အစစ်မြေပညာတွေပဲပေါ့ဒါကြောင့်လဲသူ့ရဲ့အိမ်မွေးတိရစ္ဆာန်အစကြားတကောင်လို့တံမာနေတာကိုပန်းပြူဟာတစ်ချိန်တော့ကလဝဲခိုင်းကိုဆက်ချိန်ပြီးတော့ခရဲပြုတ်အမိနဲ့မြေအောက်အဖွဲ့မှာဝင်ခဲ့ဘူးတယ်ဒီချိန်တော့ကဆုံခဲ့ဘူးတဲ့မောင်ချစ်အကြောင်းကိုလည်းတိကျပြောပြတယ်မောင်ချစ်ကအစစ်မြေပညာတဲ့တယောက်ဖြစ်ပြီးတော့မောင်ချစ်စဉ်နဲ့အောင်မြင်ထားသူပါကျွေးကောင်းကျွန်းတိုက်ပွဲမှာကြာဆုံးတဲ့ဥတော်မနဲ့ ဓာပညာမှာအစွမ်းထက်လွန်တဲ့ဓာတ်နက်ရှယ်ကြော်တင်တို့လိုမြေအားအဖွဲ့ဝင်တယောက်ဖြစ်တဲ့အပြင်ပညာအစစ်မြန်မာလူသူတယောက်လည်းဖြစ်ပါတယ်။ပန်းဖြူအားမောင်ချစ်ရဲ့အကြောင်းကိုတိတိကျကျသိထားတဲ့အတွက်ရွာသားတွေရဲ့အရှိမပဲအလုံးစုံ ပြောပြလိမ့်တယ်။ယခုထိတ်တရင်ဆိုင်တွေ့ရမဲ့သူကပေါ့ပေါ့တန်တန်မဟုတ်တာကြောင့်ဆန်စပါးတွေကိုပေးပြီးအေးအေးဆေးဆေးနေချဖို့ပြောလာတယ်။ပန်းဖြူအားမောင်ချစ်ကိုမကြောက်ပေမဲ့မောင်ချစ်အကြောင်းကိုသိနေတာကြောင့်ရွာသားတွေရဲ့အသက်ကိုစိုးရိမ်နေမိတယ်။ ျုပ်တို့ဒီဆန်စပါးတွေကိုမမှတ်မောပါဘူး။ဒါပေမဲ့အသက်ပေးရတဲ့အထီးမတက်ဟုတ်ပြ။ဒီကြောင်နဲ့ကိုတော့လက်စားချင်နေသေးတယ်။ဒီကြောင်ကိုတတ်နိုင်နေဆိုရင်တော့မှမောင်ချစ်ကဒီတိုင်းနေမှာမဟုတ်ဘူး။သူနဲ့ထိတ်တန့်ရင်ဆိုင်မယ်ဆိုရင်တော့ရွာကိုစိတ်ပူအားလိမ့်မယ်။ပန်းဖြူကရွာသားတွေရဲ့အသက်ကိုငဲ့ပြီးတော့ဖြောင်းပြနေတယ်ဆိုပေမဲ့ထူးမောင်ကတော့တခုခုကိုတွင်းနေတယ်။မိစ္ဆာပညာတဲ့ဆိုရင်အလွတ်မပေးချင်တဲ့ထူးမောင်ရဲ့စိတ်ထဲမှာမောင်ချစ်နဲ့တွေ့ချင်နေမိတယ်။ ဦးတန်ငယ်ကတော့လူကြီးပြပြအေးအေးချမ်းဆုံးဖြစ်အောင်ပန်းဖြူပြောတာကိုရွာသားတွေကပြောပြတယ်။ဆန်စပါးတွေကမယူတော့ဘဲနဲ့မောင်ချီရဲ့ရံကိုရှောင်ကျင်းမဲ့အစီစဉ်ကိုရွာသားတွေကမငင်းကြအောင်ဆိုမဲ့ယခုဖြစ်ရကိုတော့မကျင်တတ်ကြအောင်ဒီချိန်ထူးမောင်ကခမည်းတော်ကဝယ်ပေးမဲ့သူမရှိတော့တဲ့အခါမှာမောင်ချီဆိုတဲ့လူကဟိုမိစ္ဆာနှကောင်လိုပဲရွာကိုလဝါကြီးအောင်မယ်ထင်တယ်။ထူးမောင်ရဲ့စကားကိုရွာသားတွေစဉ်းစားသွားကြတယ် န်းဖြူနဲ့ဦးတန်ကြီးတို့စကားတွေရတင့်တော်တယ်ဆိုပေမဲ့ထူးမောင်ပြောသလိုတွေ့ပြီးတော့စိုးရင်ကုန်ကြတယ်။အဲနောက်မှာတော့တယောက်တစ်ခွန်းစကားတန်တွေထွက်ပေါ်လာတဲ့အချိန်မှာထူးမောင်ကထပ်ပြောလာတယ်။ဒီပြဿနာကိုကြုတ်တော့မရှောင်လဲခြင်းဘူး။အကယ်၍ထိတ်တရင်ဆိုင်ရမယ်ဆိုရင် ခမရတို့တဘွားဘလို့ရလဲ။ကြုတ်တော့အနေနဲ့ဆိုရင်တော့တရလုံးဘေးဒုက္ခအမျိုးမျိုးအားကဲတင်ပြီးခဲ့တာလဲခမရတို့၃ယောက်ပဲ။ဒီတော့ရွာသားအလုံးကခမရတို့ယုံကြည်ပါလေ။ ဒီပြဿနာမှာလဲရွာမငဲ့ပါနဲ့ကျုပ်တို့တည်ခြင်းတည်ပါစေ။နောင်လာမယ့်မျိုးဆက်တွေအထိအနိုင်ကျင့်ခံရမှာတော့ကျုပ်တို့လက်မခံချင်ဘူး။ဒါဖြစ်အကြောင်းကိစ္စအရင်ရှင်းကြတာပေါ့။ခမားတို့ရဲ့ပစ္စည်းတွေနောက်တစ်ခါကိုပွားယူမယ်။ကြက်ကိုတော့လိုက်ခဲ့မယ်။ဒါပေမဲ့ခွေးကောင်းကောင်းတစ်ကောင်တော့ကြက်ကိုရှာပေး။ရွာသားတွေကထူးမောင်ပြောတဲ့အတိုင်းခွေးကြီးတစ်ကောင်ကိုရှာပေးကြလေတယ်။အဝေးတို့တို့တုံးတုံးနဲ့အမြင့်အားလူခားလေလောက်ရှိပြီးတော့ထွားကြိုက်နဲ့ခွေးကြီးတစ်ကောင် အဲ့ဒီနောက်မှာတော့ထူးမောင်ကသူနဲ့အတူတူတောင်ပေါ်ကိုလာရဲတဲ့လူတွေကိုရွေးထုတ်လိုက်လေတယ်။ရွာသားတွေကမှော်ဝဲကြောင့်နဲ့ကြည့်ကိုအခဲမချတဲ့အတွက်အလုံးကတက်ချင်နေကြတယ်ဆိုပေမဲ့လေထူးမောင်ကလူ9ယောက်လောက်သာရွေးခေါ်ထားလေတယ်။ပြီးတော့ပန်းပြူဘက်ကိုလှည့်ပြီးမင်းကမောင်ချစ်ရဲ့မှော်ပညာအသိဆုံးပဲ။ဒီခွဲကိုမင်းတို့လက်ဝဲပညာနဲ့အစင်တစ်ခုလှုပ်ပေးလိုက်။ဒီကပန်းပြူကထူးမောင်ပြောတဲ့အတိုင်းခွဲကိုအစင်ပြုတ်လုပ်ဖို့သဘောတူလိုက်တယ်။ဦးတန်ကြီးကတော့ထူးမောင်ရဲ့အကြံကိုသဘောကျနေတယ်။ သူ့ရဲ့တူကြီးကိုဘေးမှာချထားရင်တဘာဝကြတယ်ကွာကြောင်မဲစာဆိုခွင်းနဲ့ပြင်ပြီးတတ်ခိုက်မယ်ပေါ့ဒါလည်းကောင်းပါတယ်မင်းတို့ငါတို့ပညာတွေကတရိစ္ဆာန်နဲ့ရှင်ဖို့လားအောက်တန်းမကြောက်လေဒါပေါ့ဗျာကျောက်တောင်ပေါ်သွားနေတဲ့အချိန်မှာရွာကိုကောက်ဝဲဆောက်ရှောက်ထားတော့ဥတန်ငယ်စိတ်ချသွားခွင်းနဲ့ကြောင်ဘလို့ကြိုက်ကြမလဲတော့ကြည့်ကျင်သေးတယ်ဟဲ့ပန်းဖြူရဲ့ပညာပေါ်အများကြီးမှုတည်ပါတယ်ပန်းဖြူက ရွာသားတွေကိုထញ្ញက်နဲ့ကစုံရိုးရှာခိုင်းပြီးတော့အိုတလုံးနဲ့စူအောင်ကြိုလိုက်တယ်။အဲနောက်သူ့မှာရှိတဲ့စေမောတချို့ရောပြီးခွေးကြီးကိုတတ်လိုက်တယ်။ဆေးတိုက်ပြီးရတဲ့ပန်းချီကခွေးကြီးရဲ့ခေါင်းကိုပုတ်ပြီးနှုတ်ကနေလည်းတခုခုရွတ်စွန်နေလိမ့်တယ်။ဒီကခွေးကြီးကနေရာမတည့်ပြက်လဲပြီးတော့သတိမိသွားတယ်။ခွေးကြီးကအသက်ရှူရပ်သွားပြီးတော့အသေးကောင်းလို့တောက်တင်းနေတဲ့အချိန်ပန်းချီကအကလေးတစ်ချောင်းကိုစပင်ကြားဆွဲယူလိုက်လိမ့်တယ်။ပြီးတဲ့အခါမှာတော့ခွေးရဲ့လက်ကုတ်တဲကိုအလျားလိုက်ဆိုက်သွင်းလိုက်တော့တယ်။ ခွေးရဲ့ခန္ဓာကိုယ်သွေးကြောတဲ့အဝင်သွားတာနဲ့မင်းလဲနေရကနဲ့အသက်ရှူလာပြီးတော့ရှာတစောင်းကရင်တဟောတဟဲဖြစ်နေတယ်။ဘလို့အစီမျိုးဖြစ်လဲဆိုတာကိုမသိရပေမဲ့အတော်လေးကိုပြင်းထန်မှုရတယ်။မကောင်းတဲ့အသက်ဆိုပေမဲ့ဒီနေရာမှာအတော့ဝင်ပြီးကောင်းကျိုးပြုဖို့အတွက်ထုံးမောင်ရဲ့အရှိမလဝဲပညာတွေကိုထုတ်သုံးလိုက်တယ်။ကိုထုံးမောင်လိုအပ်တဲ့အခါခွေးကြီးကိုအချိန်မီ၍လက်ခုပ်တီးပြီးခေါ်လိုက်ပါ။ထုံးမောင်ကစံတက်တဲ့သဘောနဲ့ချက်ချင်းလက်ခုပ်တီးလိုက်တဲ့အခါ ခိုးရဲ့ရုပ်အသွေးကဒေါသအရေးရောင်တွေဖြစ်လာပြီးတော့သွားတစ်ဖြည်းဖြည်းနဲ့မန်းဖိနေတယ်။အဲနောက်မှာတော့ထူးမောင်ကကြောက်ခဲတလုံးကိုယူပြီးအဝေးကိုလှမ်းပြစ်လိုက်တယ်။ခွေးကြီးကလက်သီးစုပ်လာရှိတဲ့ကြောက်ခဲကိုတခဏအတွင်းအလေးမြန်လိုက်ဖမ်းပြီးကတ်မိတာနဲ့ကြောက်ခဲဟာလေးစိတ်ကွက်ထွက်သွားခဲ့တယ်။ရွာသားတွေကအသားစားကြောင်တဲ့ကြီးကိုဖမ်းဆီးပေးမဲ့ခွေးနဲ့ကြီးကိုသဘောကျလိမ့်တယ်။အားလုံးကကြောက်စိတ်မရှိတဲ့ပြင်ထူးမောင်ကိုယ်တိုင်လိုက်လာမှမို့စိတ်ချယုံကြည်နေကြတယ်။ဒီလိုနဲ့နေအေးတဲ့အခါမှာတော့ ဘာသာတစုနဲ့ထူးမောင်တို့ခွေးကြီးကိုခေါ်ပြီးနတ်ဝေတောင်ပေါ်တက်ခဲ့ကြတယ်။တောင်ပေါ်ကိုရောက်တာနဲ့ကြောင်တဲ့ကြီးကိုရှာဖွေကြပေမဲ့လုံးဝမတွေ့ရအောင်။ဒါကြောင့်ရန်စတဲ့သဘောနဲ့ထူးမောင်ကစံအိတ်စပါးအိတ်တွေကိုယူခန့်လိုက်တယ်။ရွာသားတွေကဘေးဝဲရောက်ကိုအချင်းကြီးကြည့်ပြီးရဲရဲတေးတေးမဲ့စံအိတ်ကိုကန်းလိုက်တယ်။ဒါမဲ့အချင်းကြီးမထူးခြားတဲ့အတွက်စောင့်ကြည့်နေတဲ့အချိန်မှာပဲပန်းကျူရဲ့အစင်းလှုပ်ပြလိုက်တဲ့ခွေးကြီးကအပေါ်မော့ပြီးအစစ်မပြတ်ဟောင်းနေတော့တယ်။ အလုံးကအပေါ်မွေးကြည့်လိုက်တော့တိုင်ကြားကနေကြောက်နေကြည့်ရခုံစင်းလာပြီးတော့ရွာသားတူအိုတိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့ထူးမောင်ကပြင်းထန်ဖြစ်လက်တဲ့ခြေတလန်းနဲ့အချိန်မီကန်ထုတ်လိုက်တယ်။ကြောင်မဖီတန်သာကြားလိုက်ရပြီးအဝေးကိုလွှတ်ထောက်သွားတော့ခွေးကြီးကကြိုက်ဖို့ပြင်လိုက်တယ်။ဒါပေမဲ့အသားစားကြောက်နေကြည့်ကထူးဆန်းစွာနဲ့ပြက်ကွက်သွားပြန်တယ်။ရွာသားတွေကလုံးဝမမြင်ရပေမဲ့ထူးမောင်ကဓာတ်ရုပ်စက်ကူချစ်စီအစွမ်းကိုတုံးပြီးတော့အနည်းပတ်ဝန်းကျင်ကိုကြည့်နေတယ်။ ဒီခါမသိတာတဲ့အနဲ့ရောင်ဘီကိုရန်လေးတစ်ခုကဘေးပတ်ဝင်းကျင်ကနေလှည့်ပတ်နေတာကိုတွေ့ရတယ်။သူမောက်လေရွာသားတွေကိုထိုင်ချဖို့ပြောပြီးဝါရောမှန်တဲ့အစွမ်းကိုတုံးလိုက်တယ်။ပဝဲကျင်မှာရှိတဲ့လေတို့ကိုဖိအားတိုးအောင်ပြုလုပ်ရင်လေတစ်ချက်ဝှက်လိုက်တဲ့အခါမှာတော့ဘီကိုရန်လေးကကြောင်တဲ့ကြီးပြန်ပြတ်သွားပြီးသူမောက်ကိုဥတီတက်ခိုက်ပါတော့တယ်။သူမောက်ရဲ့လက်ခုံကိုကြောင်တဲ့ကြီးကပြေးကိုက်တော့အကိုက်မခံမဲ့လက်ကိုရုပ်ပြီးဘေးတိတ်တိတ်ကိုပုတ်ချလိုက်တယ်။ ဒီခါကြောင့်လည်းကြည်ရခွေးကြီးရဲ့အရှိတဲတော့ကိုကြောက်သွားပြီးနှကောင်သားလုံးထိတက်ပုတ်ကြပါတော့တယ်။ပန်းကျူရဲ့အစင်လှုပ်ပြလိုက်တဲ့ခွေးကြီးကလူသားဆိုရင်မကောင်းဆိုးဝါပူကတ်နေတဲ့အလားကြမ်းတမ်းလာတယ်။ကြောင်ကြီးရဲ့တိုက်ခတ်မှုကြောင့်နရွက်ကွဲပြီးတော့သွေးတွေထွက်သွားတယ်ဆိုပေမဲ့လည်းနာကျင်နဲ့အရေးရောင်တော့မပြအောင်အတန်ကြာတော့ကြောင်နဲ့ကြည်ရဲ့ခေါင်းအမေးရကိုက်ပြီးဆွဲခါပြစ်လိုက်တာကြောင့်ခစိယူတွေကြိုးချင်လို့အသားစားကြောင်နဲ့ကြည်ငြိမ့်ကျသွားခဲ့တယ်။ရွာသားတွေကတော့စုံမောက်သွားတဲ့ရွာသားတွေအတွက် မစားချိန်နိုင်ခဲ့ပြီဆိုပြီးဝမ်းသာနေကြတယ်။ဒီအချိန်ထူးမောင်ရဲ့အမြင်အာရုံအတွင်းထဲမှာအနဲ့ရောင်မြေကိုတန်းလေးနှစ်ခုထပ်တွေ့လာတဲ့အတွက်ဘာသားတွေကိုသတိထားဖို့ပြောလိုက်တယ်။ထူးမောင်စကားမဆုံးခင်မှာပဲနောက်ထပ်ကြောင်နဲ့ချင်းနဲ့ကောင်ကဝင်ရောက်တိုက်ခိုက်လာပြန်တယ်။ဒီကောင်ကိုထူးမောင်ကတားဆီးကဝဲပြီးနောက်တစ်ကောင်ရဲ့အမိကိုခွင်းနဲ့ကြီးကလှန့်ကိုက်ထားတယ်။ခွေးကြီးဟာပင်ပန်းနေတဲ့ဂျာကမှကြောင်နှစ်ကောင်လုံးကိုအမိကတိုက်ခိုက်ပြေးလိုက်ပြန်တယ်။ ။တန်ရဘလက်ပွားနဲ့မောပတ်နေတဲ့ခွေးကြီးဟာနောက်ထပ်တက်ခတ်ပြို့ဖို့အဆင်သင့်ပြင်ထားတယ်။ဒီအချိန်ကြောင်သုံးကောင်ကမီးလောင်သလိုအငွေ့ထွက်လာပြီးတော့တဖြည်းဖြည်းပြောက်ွယ်သွားခဲ့ပါတော့တယ်။ဒီကကြောင့်မှထူးမောင်ကတခုခုကိုတွေးမိပြီ။ဒါပုံရိပ်ရောင်နေပဲ။မော်ကြောင်နဲ့အစ်စ်မဟုတ်ဘူး။အာလုံးလှည့်စားထားတာ။ထူးမောင်ရဲ့စကားကိုရွာသားတွေတေချာနားထောင်နေတဲ့အချိန်ရိုင်ဖယ်တနက်တန်အကြိမ်တစ်ချက်ကိုကြားလိုက်ရတယ်။ အဲ့နောက်ခွေးကြီးရဲ့လက်မောင်းအတွင်းထဲကိုခြေစံဖောက်ဝင်ပြီးသူ့တွေစီးကြလာတာကိုတွေ့ရတယ်။ခွေးကြီးကခြေစံလာရောက်ကိုပြုံးဝင်တက်ခတ်ဖို့ကြံ့ရင်နေတဲ့အတွက်ထူးမောင်ကလှမ်းဆွဲပြီးသွေးကြောအတွင်းထဲရအပ်ကိုဆွဲထုတ်လိုက်တယ်။ဒီအခါမှာတော့ခွေးကြီးကဒလစ်လစ်မြေမြောသွားခဲ့တယ်။အကောင်းဆုံးကိုညီခဲ့တာပဲ။တုတ်တော့ကိုဆောင်းရှောက်ဖို့ရွာထဲပြက်ခေါ်သွားကြတော့ခမရရောကိုထူးမောင်နေချက်ကောင်းနေတဲ့အမျိုးသက်ဆက်ပေါက်တွေကိုစောင်းမဖို့ရှိသေးတယ်။ကြောက်လိုက်ခဲ့မယ်။ ရွာသားတွေကထူးမောင်ကိုစိတ်မချပေမဲ့လေပြောတဲ့အတိုင်းခွေးကြီးကိုတည်ပြီးတော့တောက်ဆောင်ကနေဆေးမြေ့သွားကြတယ်။ထူးမောင်ကရွာသားတွေကိုရှောင်ခိုင်းတာနေချက်မျက်နှာပြူတွေပါလာပြီးဖြစ်တဲ့အတွက်ရွာကိုအန်ဒီရဲ့ပေးမှစိုးရိမ်နေတယ်။တချင်ကလည်းအစိုးရဘက်တော်သားပုန်ကနဲ့ရှင်းပြအနိုင်ရခဲ့ပြီးထူးမောင်ကြောက်ခန့်လိုက်တာနဲ့ရွာတကြီးကကိုမင်းလောင်တိုက်သွင်းခဲ့ဘူးတယ်။ထူးမောင်ကခဝိုးရရန်သူတွေကိုလှမ်းကြည့်နေတယ်။ဝရမ်းမြေစုကြီးထွက်ရှိသားသူဖြစ်လို့ အချိန်မီ၍ဖမ်းဆီးနိုင်တဲ့ပလက်တွေနဲ့အတူတူအယက်သားလူတချို့လည်းပါလာခဲ့တယ်။မင်းနေဂျူပလက်အီအား20လောက်ရှိပြီးတော့ထူးမငုံတက်နေပြောင်းနေတဲ့ထိုးချိန်ထားကအရာရှိဖြစ်သူရဲ့အမတ်ရတာနဲ့တပြိုင်နက်ခလုတ်မောင်းဖြုတ်ပြီးပြစ်ခတ်လိုက်ကြတော့တယ်။ရွာသားတွေကခွေးကြီးနဲ့အတူတူရွာထဲကိုပြန်သွားကြပြီ။ဥတန်ငယ်နဲ့ပန်းမြူစီကိုထူးမောင်းအကြောင်းကိုပြောဖို့သွားနေကြတယ်။နောက်တဲ့အခါမှာတော့ရွာသားတချို့ကျွတ်တို့ရိုင်းနှက်တာကိုခံရပြီးဥတန်ငယ်နဲ့ပန်းမြူတို့လည်း တစ်ပင်မှာလက်ပြန်ကျုပ်တုပ်ထားလိုက်တယ်။ဝင်ရံပြူတို့ကိုလက်ခံထားတဲ့ရွာသားတွေကိုအပြစ်ပေးရိုင်းနှက်ကြတဲ့အတွက်ဦးတန်ငယ်နဲ့ပန်းဖြူတို့ကရွာသားတွေမှာအပြစ်မရှိကြောင်းပြောပြီးသူတို့ကိုယ်တိုင်အဖမ်းခံလိုက်ခြင်းဖြစ်ပါတယ်။ပရိသတ်များရှင့်မန်းနဲ့ထူးမောင်နဲ့အသားစားကြောင်တဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလို။ဆိုင်းစီဟာမဟင်ခံဥဒ္ဒတိပောက်လေ။ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင့်။ ဒီဇန်လလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်ရှင်ခြင်းကျမ်းမာခြင်းတွေကိုအစင်ထားဝရပတ်ဆိုင်နိုင်ကြပါစေရှင်။